ဘိတ်ခိုင်ចောင်းသားတွေစုပေါင်းပြီးအမျိုးသားပညာရေးဥတွေကိုအလိုမရှိကြောင်းဘိတ်ခိုင်တွင်ဖေဗူလာ9ရက်နေ့ကစတင်သပိတ်မှောက်ခဲ့ပြီးမျိုးရင်းမှာလှည့်လည်ချီတက်ဆန္ဒပြခဲ့ရာမျိုးကန်တွေကကြိုးဆိုအားပေးခဲ့ကြတယ်လို့သိရပါဗယ်ဘိတ်ခိုင်တက္ကသိုလ်ចောင်းသားသမဂ္ဂကဥဆောင်ပြီးပိုချုံအောင်ဆန်းမြင်းစည်းကျေးရုပ်ရှိကနေစတင်ထွက်ခွာခဲ့ကဗဟုလန်ကံပြားလမ်းမကြီးရှမ်းချောင်းလမ်းမကြီးဗန်နူလာလမ်းမကြီးတိုင်းချီတက်ကဘိတ်တက္ကသိုလ်ရှိမှခိတရယနာသပိတ်မှောက်ခဲ့ကြပါဗယ် ဘိသက်ကတူចောင်းသားတွေတပိတ်မှောက်ရတာဟာចောင်းသားတွေတောင်းဆိုထားတဲ့အချက်၁၁ချက်ကိုမလိုက်ရောမှုအတွက်တနိုင်ငံလုံးရှိចောင်းသားတွေအားလုံးကစိတ်ဝမ်းတပြေးရဲဖြစ်တယ်ဆိုတာကိုပြတာတာဖြစ်တယ်လို့သိရပါတယ်။အခုလိုចောင်းသားတွေဆန္ဒပြချိန်မှာဘိသက်ကတူចောင်းတကားတွေကိုပိတ်ထားခဲ့တဲ့အတွက်ចောင်းသားတွေဟာအပြင်ဘက်မှာပဲကြွေးကြော်တန်းနေတဲ့အတူတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားတွေကကျောင်းသားပြည်သူကိုအခြေမခံတဲ့မျိုးသားပညာရေးဥပဒေအလိုမရှိဒီမိုကရေစီပညာရေးတို့ရဲ့ကျောင်းသားသမဂ္ဂလွတ်လပ်စွာဖွဲ့စည်းခွင့်ပြုရေးအရေးတော်ပုံအောင်ရမည်တပိတ်တပိတ်မှောက်မှောက်စတဲ့ကြွေးကြော်တန်းတွေကိုတောင်းဆိုဆန္ဒပြခဲ့ပါတယ်အခုလိုကျောင်းသားတွေတောင်းဆိုဆန္ဒပြချိန်မှာဗိတ်တကတူပါမောက်ခချုပ်ဒေါက်တာစီစီလှဘူးနဲ့ဆရာဆရာမတွေကလာရောက်တားမြစ်မှုတွေပြုလုပ်ခဲ့ပါတယ် ဒါပေမဲ့လည်းចောင်းသားចောင်းသူတွေကကျွေးကြော်တန်းနေနဲ့တောင်းဆိုလှည့်လည်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဆန္ဒပြပွဲမှာဗိတ်တက္ကသိုလ်နဲ့ဤပညာတက္ကသိုလ်တို့ကចောင်းသားအင်အား20နဲ့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာအခြေခံပညာចောင်းသားအချို့နဲ့နောက်ထပ်တက္ကသိုလ်ចောင်းသားအချို့လည်းဝင်ရောက်ပူပါပါဝင်လာခဲ့တာကြောင့်အင်အား90လောက်ဖြစ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ဘိတ်ကသပိတ်မှောက်ចောင်းသားတွေဟာမျိုးရင်းလဲလဲချီတက်ပြီးတောင်းဆိုထားတဲ့အချက်တွေကိုပြည်သူတွေသိရှိအောင်ဆောင်ရွက်မှာဖြစ်ပြီးရန်ကုန်အထက်ချီတက်ကအခြားသပိတ်စစ်ကြောင်းတွေနဲ့ပူးပေါင်းမှုပြုမပြုကိုတော့နောက်သုံးရက်ကြာမှဆွေးနွေးပွဲပြုလို့ဆုံးဖြတ်မယ်လို့ဘိတ်ခရိုင်တက္ကသိုလ်ចောင်းသားတမကကကိုစိုးသက်ထွန်းကပြောပါရယ်ဘိတ်တက္ကသိုလ်ចောင်းသားတွေရဲ့အဲ့ဒီဆန္ဒပြပွဲကိုဘိတ်ခရိုင်88မျိုးဆက်ပါတီဝင်တွေအရက်ဘတ်လူအဖွဲ့အစည်းတွေနဲ့ဒေသခံပြည်သူထောင်ကနန်းကပါလိုက်ပါဝန်းရံပေးခဲ့ကြပါတယ် တပိမောက်ចောင်းသားတွေခြိတက်ရလန်းတလျှောက်မှာတော့လက်ရှိဆိုရအတီးပြုထားတဲ့အမျိုးသားပညာရေးဥရေပေါ်ဘိတ်ခိုင်တက္ကသိုလ်ចောင်းသားတမကရဲ့သဘောထားထုတ်ပြန်ကြေညာချက်တွေကိုလည်းဖြန့်ဝေမှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဖေဗူလာ9ရက်နေ့မှာတဝဲခိုင်မော်လမြိုင်ခိုင်တို့ကတက္ကသိုလ်ចောင်းသားចောင်းသူတွေကလည်းပူးပေါင်းပြီးမော်လမြိုင်မြို့နဲ့မော်လမြိုင်တက္ကသိုလ်တို့မှာလမ်းလျှောက်တပိမောက်မှုပြုလုပ်ခဲ့ကြပါဗျ။ အဲ့ဒီတပိတ်မအဖွဲမှာចောင်းသားចောင်းသူစုစုပေါင်း90ဦးခန့်ပါဝင်ပြီးတပိတ်စကြောင်းအနေနဲ့ရန်ကုန်မြို့ကိုဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့သိရပါဗျ။